ခုတင်ဆက်ပေးမယ့်သတင်းကတော့အကြက်တဲများကြောင့်ဂျာမန်နိုင်ငံသားအများစုနိုင်ငံကိုဆုတ်ခွာလို့နေရဆွဲတဲ့တယ်ဖြစ်ပါတယ်။စီဝိုင်းဆိုင်ရာကြက်တွေပါဝင်တခြားကြက်တွေကြောင့်ဂျာမန်နိုင်ငံသားအများစုဟာနိုင်ငံကိုစွန့်ခွာပြီးတော့ပြည်ပနိုင်ငံတွေမှာတရားအခြေခံနေထိုင်လို့သဘောထားတွေမြင့်တက်နေလို့သိရပါဗျ။ဂျာမန်နိုင်ငံရဲ့သဘောတည်နှထာနာကပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရ ဂျာမန်နိုင်ငံသား31ရာခိုင်နှုန်းဟာလက်ရှိရင်ဆိုင်နေရတဲ့အကြက်တဲတွေကြောင့်ဘာခက်ခဲမှမရှိဘူးဆိုရင်နိုင်ငံတဲကထွက်ခွာပြီးပြည်ပနိုင်ငံတွေမှာအရှိရှာနေထိုင်လို့တဲ့စိတ်တွေဖြစ်ပေါ်နေရလို့တွေ့ရှိခဲ့ရပါဂျာမန်နိုင်ငံသားနိုင်ငံကိုစွန့်ခွာခြင်းနဲ့စိတ်ဖြစ်ပေါ်လာရတဲ့အ धिक အကြောင်းအရင်းတွေမှာပြည်ပနိုင်ငံတွေကဒုက္ခသည်တွေကိုနိုင်ငံအတွင်းမှာလက်ခံထားကြတာကြောင့်အကြမ်းမတ်တိုက်ခိုက်မှုတွေမြင့်တက်လာတာနဲ့လက်ရှိရင်ဆိုင်နေရတဲ့ဂျာမနီစီးပွားရေးအကြက်တဲတွေနဲ့ပေါက်ဆက်ပြီးပုံမှန်ရှင်သန်ရည်တည်နိုင်မှုအတွက်ခက်ခဲမှုတွေမြင့်တက်လာတယ်လို့ယုံကြည်လာတဲ့အချက်ကအ धिक အကြောင်းအရင်းဖြစ်ပါတယ် ဂျာမနီနိုင်ငံအတွင်းမှာပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်တိုက်စုံသူရန်နဲ့ရှိပြီးတော့ရှိခဲ့လို့သိရပါဗျ။ဒီသတင်းကိုတော့ငင်းချက်ဝင်ပေးဖို့လာပါဗျ။